ပေါ့နော်အဲ့လိုမျိုးပဲထင်ထားတဲ့ခါကျတော့လေအခြေရေးကိုသိပြီးတော့ဟိုစဉ်းစားသေးရတယ်ပါမယ်ထင်တယ်ဟုတ်အလုပ်ကိုရမ်းဝန်တာပါရဲ့ကာမလေးပုံစံမျိုးလေးဖြစ်တယ်တင်စားဒီငငယ်လေးတွေကအခုချိန်ထိကအရင်တော့ဆိုရင်တင်စားကြောင်းတက်တက်အရွယ်မှာဆိုရင်စာပဲလုပ်ဖြစ်တဲ့ type ပေါ့နော်စာပဲစူးစမ်းရယ်စာပဲလုပ်ဖြစ်တယ်ပေါ့နော်အခုကြီးလာတဲ့အခါကျတော့ သင်စာဝန်တာပါရဲ့ဒီအမှုပညာအလုပ်ကိုသင်စာအမျိုးတည်တည်တခြားလေးဒါသင်စာစိတ်ထဲမှာညှော်လင်းချက်ပန်းတန်ရောက်တဲ့အထီးတွေသင်စာစ조사ခြင်းတည်လို့ပေါ့နော်ဟုတ်ဘူးမအဲ့လိုမျိုးကြီးလဲကံလန်းသားမျိုးလဲမရှိဘူး အဲသူတို့သူဘာမှလည်းမရှိတဲ့ခါကြတော့လေဒီလိုတယောက်တည်းပဲနေဖြစ်တယ်ပြီးတော့သင်္သာငွေချင်းနဲ့တွားတယ်ပြီးတော့တီတီလေးမေမေလေးပြီးတခါလေးညီမလေးနဲ့တွားတယ်အဲ့လောက်တော့ပါပဲအဲ့ရနေပဲသူတို့နေပဲအချင်းကုန်နေတာဆိုတော့လေဟုတ် ပလာဆာဦးရဲ့ family ပွဲလေးပေါ့နော်အဲ့ဒါတင်စာလို့ဒီပလာဆာဖွဲ့သားရင်းနဲ့တင်စာလို့ရှိနေပါမယ်ဟုတ်အခုဒါတင်စာလို့ချစ်ခင်တဲ့ဒါပြည်သက်တင်တဲ့လာတွေ့ရပေါ့နော်ဟုတ်တင်စာလို့ပထမစိုးရိမ်တာပေါ့နော်တခါအရှိမပြပြီးသားဆိုအခုနောက်တခါထပ်ပြတော့ဒါပြည်သက်တေဒါစိတ်ဝင်စားမှုရှိပါမလားရှိပြီးသားကားတကားလည်းဖြစ်တော့လေဒါပေမဲ့အခုဒါနောက်တခါထပ်ပြတဲ့အခါမှာလည်းဒါတက်တော့မှာဆိုရင် အရန်ဒါတင်စာလို့ဆိုလို့ရှိရင်အရန်အပေးတယ်ဘလာစာလို့ဆိုပြီးတော့ဗောနော်တင်စာဆိုရင်ဒီစင်တီးယားဆိုပြီးကရက်တာဒီတရဲမလေးဆိုပြီးတော့ဒါတော်အတိမဲ့ပြူကြရဲပြီးတော့ခြိုက်ကြရဲဗောနော်အပေးကြရဲအဲ့တော့တင်စာလို့ဒါဘလာစာဖွဲ့ကြရတယ်အရန်ပျော်ပါတယ်ဟုတ်တရဲကတော့တင်စာစချင်းဒါစမမြတ်ပု္ပ္ပာမှာတော့သူကတော့အဲတရဲ လုံးဝယူတော့မဟုတ်ဘူးဒါပေမဲ့အဲ့မျိုး horror ပုံစံလေးပေါ့နော်ဒီ Cynthia ကကျတော့လုံးဝ horror vibe အမေနောက်တကားတော့ဒါ romance ပဲပေါ့နော်ဟုတ်တင်စားဆိုလို့ရှင်များတော့အဖြစ်ကအမျိုးအဲနည်းနည်းလေးကျူဖြစ်တဲ့ပုံလေးပြီးတော့အေးအေးဆေးဆေးနဲ့တက်ကောင်မလေးလေးအဲ့လိုမျိုးလေးပုံပြီးကန်ထလာပုံများရယ်ပေါ့နော်အဲကန်ထလာရဲ့ပုံမှာမူတည်ပြီးတော့တင်စားဘယ်ဟာကို့အတွက်ပုံပြီးတော့ အဲဇက်ဇက်ကွက်တွေပို့ပြီးတော့အထင်ရှားမလဲပို့ပြီးလုံနိုင်မလဲအဲ့အားမျိုးလေးစဉ်းစားပို့ပြီးလက်ခံဖြစ်ပါရဲ့ဟုတ်စာကဟုတ်တယ်အဲ့လိုနည်းနည်းလေးပေါ့နော်ဟိုကြောင်ညာဘက်ကိုလည်းစဉ်းစားနည်းနည်းပို့ပြီးအာတန်နဲ့ကြောင်ညာမှာဆိုရင်စာကြောင်ညာတွေရောပြီးတော့ပွဲတက်တယ်ဆိုရင်စဉ်းစားအဲနေတွေရော ဒီရန်ကုန်မှာရောညားနေရခါကျတော့ဇကားဟိုဘယ်လိုပြရမလဲနည်းနည်းရွှေရလဲပါရအပြည့်လို့ဆိုတင်စားကို project တွေကဒီ character ကြီးပဲထက်နေရင်လည်းဒါရွှေဝါမှာလည်းတင်စားစိတ်ပူရခါကျတော့ character လေးလည်းမထက်အောင်တင်စားတိကျလေးဒါချက်ပြတဲ့ခါကျရင်အကောင်းဆုံးဖြစ်စေချင်လို့ပါဟုတ်သင်ကဲကတော့ဘယ်လိုပြရမလဲဒါကတော့တင်စားအာအလောက်တင်စားနည်းနည်းလေးအလောက်ကိုအရန်လောက်ရဲ့လောက်အဲမလို့ကြမယ်အလောက်ကိုအရန်ဝင်တာပါရဲ့ ကမာလေးပုံစံမျိုးလေးဖြစ်တယ်။အဲပြီးတော့တင်စားဒီငငယ်လေးတွေကအခုချိန်ထိကအရင်တော့ဆိုရင်တင်စားကျောင်းတက်တက်အရွယ်မှာဆိုရင်စာပဲလုပ်ဖြစ်တဲ့ type ပေါ့နော်။စာပဲစူးစားရယ်စာပဲလုပ်ဖြစ်တယ်ပေါ့နော်။အခုကြီးလာတဲ့အခါကျတော့အဲတင်စားဝန်တာပါရဲ့ဒီသူပညာလောက်ကိုတင်စားအလျော်တိတိချာချာလေးဒါတင်စားစိတ်ထဲမှာညှော်လင်းချက်ပန်းတန်ရောက်တဲ့အထိတင်စားစူးစားခြင်းတည်လို့ပေါ့နော်။ဟုတ်။တင်စားကိုလည်းဘယ်သူမှအဲ့လိုမျိုးကြီးလဲ န်လန်းသားမျိုးလည်းမရှိဘူးအဲသူကသူဘာမှလည်းမရှိရခါကြတော့လေဒီလိုတယောက်တည်းပဲနေဖြစ်တယ်ပြီးတော့သင်္သာတငယ်ချင်းနေသွားတယ်ပြီးတော့တီတီလေးမေမေလေးပေးတခါလေးညီမရင်းနေသွားတယ်အဲ့လောက်လောက်ပါပဲအဲ့ရနေပဲသူတို့နေပဲအချင်းကုန်နေတာဆိုတော့လေဟုတ်ကိုကိုငယ်သေးတို့ငယ်သေးရေပေါ့နော်အဲ့လိုမျိုးပဲသင်သားရခါကြတော့လေအချင်းရေကိုတိတ်ပြီးတော့စဉ်းစားသေးရတယ်ပါမယ်သင်တယ်ဟုတ်တဲလို့ပါလို့ဆိုလို့ရှိရင်တော့သင်္သာတို့တွေကအမှုပညာအချင်းချင်းနဲ့သင်္သာလို့တိုင်ပင်ဖြစ်တယ်ပြီးတော့ဒီ မယ်ဘယ်လိုပြမလဲဒီအခြေအနေကိစ္စကတော့တိတ်တော့မတိုင်မီဖြစ်ဘူးတဲရလည်းသူ့ဟာနဲ့သူတင်စားထိုင်နေတဲ့သူပဲသူကလည်းအေးစေးပဲနေတဲ့သားဆိုတော့အဲ့မှတခြားအပြင်ကတငယ်ချင်းတွေရှိမှတော့ဟိုသူတို့ကောင်းကင်တွေပါလို့ရှိရပါတော့မစင်ကယ်ကြီးတော့မဟုတ်ပါဘူးလာဘီတာမင်းနဲ့ဆိုတာကလည်းအလောတဲနဲ့ကလည်းဟိုအလောကိစ္စပဲပုံများတယ်ပြီးတော့အလောအားဝါးရဲ့ခါကြလို့ရှိရင်အဲကော်ဖီဆန်လေးတွေတော့မှာအခုတော့ နဲ့ဒီနေ့ချိန်သာသေးတယ်။ဘလော့ကိစ္စကြီးပဲမဟုတ်ပါဘူး။တခြားကိစ္စလေးလည်းရှိတယ်။တခြားကိစ္စဆိုတာလည်းဒီအခြေရေးပုံစံတော့မဟုတ်ပါဘူး။အဲတင်စားလို့ဘလော့ဘလော့လေးတွေရိုက်မယ်။သူကလည်းကိုယ်တော့ထိုက်တယ်လေ။အဲဘလော့လေးတွေဘလော့ရိုက်မလဲ။ဘာညာဟုတ်ပါဘူး။အဲ့ဒါပြောလို့လိုပဲပေါ့နော်။ဒုတိယတစ်ခါပြန်ပြရတဲ့အခါကျတော့သူစားလို့ဘာပဲဖြစ်ဖြစ်ဒီနေ့ဆွေးနေတာပေါ့နော်ဒါ project တွေကလည်းကြည့်ပြီးသွားရတဲ့တွေရှိလို့မကြည့်ရသေးရဲ့ project တွေလည်းရှိရဲ့ဒါပေမဲ့အခုကျတော့ဒါ ီဗလာစာအုပ်တတိယပြတဲ့အခါမှာဒါပရိသတ်တို့များစိတ်ဝင်စားမှုကလည်းများလာတယ်။ပြီးတော့အားလည်းအပေးကြရဲတင်စားအောင်ဆိုလို့ရှိရင်လည်းချစ်ပေးကြတယ်။အဲ့တော့တင်စားလို့ကတစ္စမြန်တင်ပါရဲလို့ပြောချင်ပါရဲ။ဟုတ်